ဟယ်လိုကျမအခုပြပြပေးချင်တဲ့အကြောင်းအရာလေးကတော့ကိုကအထီးကျန်နေတယ်ကိုရဲ့အထီးကျန်နေတဲ့ခံစားချက်ကိုလည်းတစုံတစ်ယောက်ကိုရင်ဖွင့်ဖို့ကခက်ခဲနေတယ်ကိုတယောက်တည်းပဲဖြစ်နေတဲ့ဆိုတဲ့အချိန်ဒီမှာကိုဝိနာမှာတယောက်မှမရှိဘူးဆိုလို့ရှိရင်လှုပ်လို့ရတဲ့အထီးကျန်မှုဖိဖိချင်းစီရောပါသက်သာစေတဲ့နီလန်လေးကိုကျမကပြပြပေးချင်ပါတယ်အဲ့ဒါကအလွယ်ကူဆုံးတော့မဟုတ်တော့ဘာလို့တားလဲဆိုတဲ့အခါကျကျမတို့ကိုကိုကို butterfly hat လို့ခေါ်တယ်ဒီလိုမျိုးကိုကိုပြန်ပြီးပွေဖတ်ပေးတာ အာကိုကိုပြန်ပြီးပို့ဖတ်ပေးခြင်းအပြင်ပါဖြစ်လဲဆိုတဲ့အခါကျတော့ကိုကကိုခန္ဓာကိုကဒီတိုင်းမနေမှာဆိုဖြင့်တိတ်မတိတာဘူးကွာ။ဥပမာထားပါတော့ရင်ဘက်ကအေးနေရယ်ခန္ဓာကိုကအေးနေရယ်ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာကအဆင်မပြေဘူး။လက်လေးနှစ်ပေါက်ကိုရှက်ပြီးဒီလိုလေးပို့ဖတ်ပေးလိုက်ခြင်းအပြင်ဘာကောင်းလို့ရလဲဆိုတဲ့အခါကျတော့နှွေးထွေးရယ်ဆိုတဲ့ခန္ဓာချက်လေးကိုရရယ်ပေါ့နော်။အစကန်၂စကန်၃စကန်၅စကန်၁၀စကန်စတော့ဖြစ်မှာနော်ကိုကိုကိုပုတ်ဖတ်ပြီးနိုင်သလားဒီလိုလေးပုတ်ဖတ်ပြီးတာမျိုးပေါ့ဒါဆိုလို့ရှိရင်ကျမတို့ရက အယံကိုမကိုအိဆက်နေတယ်ဆိုတဲ့ခန္ဓာကိုအိဆက်နေတယ်ဆိုတဲ့စိတ်ခန္ဓာအချက်ကနေမှပြပြချင်းစီနှုတ်ထွေးမှုကိုကျမတို့ရနိုင်တယ်။ဒါပေမဲ့ကိုကဒီလိုမျိုးကိုကိုကို hacking လုပ်ဖို့ကကြတော့ဒါလုံးနေကြမဟုတ်ဘူး။ဒါမှမဟုတ်နည်းနည်းအဆင်မပြေဖြစ်တယ်ဆိုလို့ရှိရင်နောက်တစ်ခုကဘာလို့လုပ်ရလဲဆိုတဲ့အခါကျတော့ကျွန်တော်အိရာထဲမှာအိလို့ရှိရင်ဖက်လုံးတွေကိုဖက်အိတ်တယ်အယုတ်လေးတွေကိုဖက်အိတ်တယ်ဟုတ်အဲ့တော့ကျမတို့ကအလွယ်ကူဆုံးလုပ်လို့ရတာကကိုယ့်ရဲ့ဖက်လုံးလေးကိုကိုယ်ကတင်းတင်းကြပ်ကြပ်ဖက်ထားတာ။ဒါမှမဟုတ်ကိုယ့်အိတ်နေတဲ့ကိုယ့်ရဲ့ခေါင်းကိုရင်မထဲမှာထားပြီးတော့ဒီလိုလေးဖက်ထားတာ။ အဲ့လိုဖတ်ထားခြင်းအပြင်ဆိုလို့ရှိရင်နှွေးထွေးမှုဆိုတဲ့အရာကိုကျမတို့ကတိတိတသားခံစားရတယ်ပေါ့နော်။ဒါမှမဟုတ်ကိုကဆောင်းအမွှေးပါလေးတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဆောင်းအမွှေးပါလေးတွေဖတ်ထားတာခေါင်းဖြစ်စေအယုတ်ဖြစ်စေဆောင်းအမွှေးပါကိုဖြစ်စေဒါမှမဟုတ်ပေါ့နော်ကို့အတွက်ကိုနှွေးထွေးရလို့ခံစားရတဲ့တတ်မဲ့ပစ္စည်းဘလို့အရာမဆိုကျမတို့ကဖတ်ထားလို့ရပါတယ်။အဲ့ဒီအချိန်မှာဆိုတဲ့ဖြည်း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 ချင်းစီအချိန်တစ်ခုရောက်လာတဲ့ဆိုတဲ့အခါမှာဖြည်းဖြည်းချင်းစီကိုကနှွေးထွေးမှုခံစားလာရနိုင်ပါတယ်။ ဒါမှမဟုတ်ကိုကဒီလိုမျိုးလေးတွေတိတ်ပြီးလုံးလို့မရှိဘူးကိုရဲ့အိမ်မှာကတော့ခွေးကလေးတွေကြောင်လေးတွေစသဖြင့်ပေါ့နော်အိမ်မွေးတတဝါလေးတွေကိုကမွေးလေးရှိရဲဆိုတော့လူမျိုးမွေးလေးရှိရဲဆိုလို့ရှိရင်ကြောင်လေးကိုဆိုလို့ရှိရင်လည်းကြောင်လေးရဲ့အနွေးတက်ကိုယူထားပြီးတော့ကျမတို့ဖတ်ထားလို့ရတယ်ခွေးကလေးကိုဖတ်ထားလို့ရတယ်မဖတ်ချင်ဘူးဆိုလို့ရှိရင်လည်းကြောင်လေးနဲ့အတူတူသူ့ရဲ့အမွေးလေးတွေပတ်ပေးလိုက်လို့ရတယ်သူနဲ့အတူတူကစားလို့ရတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ငါတယောက်တည်းဖြစ်နေတယ်ငါတယောက်တည်းအထီးကျန်တယ်ငါအဆင်မပြေဘူးငါတော့ဘာမှမရှိဘူးဆိုတဲ့စိတ်ခံစားချက်ကနေအော် သူတို့လေးတွေနဲ့ငါကစားနေရပါလားငါ့အတွက်သူတို့ရှိပါလားသူတို့ငါရဲ့ခံစားချက်တွေရင်ဖွင့်လို့ရပါလားသူတို့နဲ့အတူကစားနေရင်းနဲ့သူတို့ရဲ့နှွေးထွေးမှုကိုကယူနေရင်းနဲ့ကိုပဲကိုယ့်ရဲ့စိတ်ဟာဖြည်း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 ချင်းစီနှွေးထွေးလာခြင်းကိုကျမတို့ခံစားရနိုင်ပါတယ်ပေါ့နော်ဒီလိုပုံစံနဲ့ကျမတို့အထီးကျန်တယ်လို့ခံစားရရဲဆိုတဲ့အခါမှာဒီနီးလန်းလေးတွေတုံးပြီးတော့မိမိကိုယ်ကိုစိတ်ဖြည့်စီမှုကိုဖြည်း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 ချင်းစီချော့ချလို့ရပါတယ်ဆိုတာလေးကိုကျမကအနေနဲ့ရှင်းရအောင်လုပ်ပေးချင်ပါတယ်အားလုံးကိုကျေးဇူးပါဒီနေ့တော့ဒီလောက်ပါပဲ